ရှမ်းပြည်နယ်ရှိပန်းအထုဒေသ၄မိုင်းလာမြို့တော်ကိုရောက်ရှိလာကြတဲ့ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့၁၂ရက်၁၀လ၂၀25ရက်နေ့အဲ့ဒီရောက်ရင်ဘုန်းကြီးတို့ယွန်းရှင်ဘုရားဗန္ဒာရဲ့ထုံတန်းစင်လာရမိုင်းပုံးဆေတော်ဘုရားကိုတော်ပြော်ယဟန် အရိညာဝါဒီတောပျော်ရဟန်းဘွဲ့တစိတ်တော်ကိုရှင်းရင်ဆက်ကတ်လူတန်းပေးမှာဖြစ်ပါတယ်။ရှမ်းလိုရတော့သုံးတင်အယံထံမဟာပါလို့ဆိုရပါတော့။ဒါကတောပျော်ရဟန်းတော်များကိုရှင်းမြင်တဲ့အမြင့်ဆုံးဘွဲ့စိတ်တော်ပဲဖြစ်ပါတယ်။တပည့်ခါပေါ့၁၂ရက်စေလ2025မှာစေတော်ရန်ကိုအခမ်းအနား ယုတ်ရံဒေတာထုံးဆိုင်ရခန္ဓာအယတယုံကိုင်းစီရတဲ့ငါတို့မြားရဲ့ဒေတာထုံးဆိုင်အယကျင့်မှန်သောဖြစ်တဲ့ကြောင့်ရောက်ရှိလာတဲ့ပြိဿများလည်းဒီပွဲကိုဆင်နွှဲနိုင်ဖို့ဒါရောက်ရှိလာခြင်းမဖြစ်ပါလေ။ဒီလိုချင်းချင်းတဲ့အခါနာဆရာပါပါကြုံတော့ကြုံခဲ့တဲ့အခန္ဓာနဲ့ဖြစ်တယ်လို့ဆိုရမှာပါ။ ။ဘာကြောင့်လဲဆိုတော့ဒီဝိတ္တစိတ်ကိုချီးမြှင့်တာဘုံဘောတို့ဒီတသက်မှာဒါပထမဆုံးကြုံတွေ့ရမယ်အတွေ့အကြုံဖြစ်ပါတယ်။အရိညာဝန္တိတောပျော်ယဟန်ပေါ့။သုံးတင်အယထဖပါဆိုတာအရိညာဝန္တိတောပျော်ယဟန်ရဲ့ဝိတ္တစိတ်တော်ကိုချီးမြှင့်စက္ကပြုတမ်းမှာဖြစ်ပါတယ်။ဒီကမိန္နာအာနယဆိုင်ရာ ုဂ္ဂိုလ်များဆရာတော်တန်ခါတော်များကြီးကဲဆရာတော်တန်ခါတော်များနောက်ခိုင်းချုပ်ဆရာတော်များကလာရောက်ပြီးတော့ရှင်းပြပေးမှဖြစ်ပါတယ်တကယ်တမ်းတော့ပျော်တော့နေပျော်တဲ့ယဟန်တော်များယန္တိယန္တိတွေဘွဲ့တစိတော်တို့လည်းဆိုရမှာပါဘာကြောင့်လဲဆိုတော့မိုင်းဘုံဆရာတော်ဘုရားနဲ့ဒီဘွဲ့တစိတော်ကဒါအင်တန်ပဏ္ဏသိနေလို့ဆိုရမှာပေါ့ကုံနဲ့ဂရန့်နဲ့စဟန့်တယ်လို့လည်းဆိုရမှာပါ ဆရာတော်ဘုရားမိုင်းဘုန်းဆရာတော်ဘုရားလည်းအားလုံးဤတဲ့အတိုင်းပဲတိုးပျော်ဆရာတော်ပဲဖြစ်ပါလေ။ငင်းငင်းကလေးကစဆရာတော်ဘုရားတော်မှပဲမွေးခဲ့တာ။ကိုရင်ဝတ်လာတော့အဲ့ဆက်တဲ့နေ့တော့တော့ကြောင်းမှပဲပျော်တယ်။ဒီမိုင်းဘုန်းအရိညာဝါဒီမိုင်းဘုန်းတော့ရကြောင်းမှတော့လွန်လင်းစီဒီကိုဆရာတော်ရောက်သွားတော့မှ ကယ်တော်ကြီးမျက်မြင်ထဲမှာချုပ်ပြီးရှင်းပြီးတော့နော်တော်ထဲမှာဓမ္မရင်းသွန်းနေခဲ့တာအဲ့လိုတော်ပြောတဲ့ကုတော်ကအသက်ကြီးလာတဲ့အထိဆရာဘုရားကရောက်တဲ့နေရာမှာပဲတော်အနှံ့ကိုတော်ရဲ့အနှံ့အသက်ကိုမပြတ်မကွက်ဆရာဘုရားသတင်းသုံးတာတွေ့ရတယ်ဆရာတော်ရဲ့တရားမြတ်လည်းဒီတိုင်းမှာပဲမြို့မှာပဲဖြစ်ဖြစ်တခြားเนี่ยดิฏฐะมันไม่มีเสรีพระยะสั่นจองเสร็จแล้วยังคงมาเวซะๆเข้าแจ้งมาเวซะๆ အကြပဲမြန်မာပဲဆောက်ဆောက်အဲ့လိုတော့ရိတ်တောင်ရိတ်လေးရအောင်တော့ရဲ့အရင်ငွေတွေအရင်အရင်ငွေတွေရအောင်အဲ့လိုဆောက်ပေးရတယ်။ဒါတော့ရဆောက်တည်တယ်ဆိုရင်ဟောအရိညာကာရေဝတော့ရဆောက်တည်တယ်ဆိုတာကကာယဝိဝေကစိတ်ဓဝိဝေကရဖို့ပေါ့။ကာယဝိဝေကဆိုတာကခန္ဓာကိုယ်ရဲ့ယဉ်ကျေးခြင်းလို့ဆိုတယ် စိတ်တဝိဝေကဆိုတာကစိတ်ရဲ့ယဉ်ကျေးခြင်းပေါ့စိတ်ရဲ့ယဉ်ကျေးခြင်းပေါ့အဲ့ဒီကာယဝိဝေကစိတ်တဝိဝေကယံမှန်တယ်အဘုန်းတို့ဘုရားဗန္တေမြော်မှန်းတဲ့ဥပတိဝိဝေကဆိုတဲ့နိဗ္ဗာန်ကိုဒါတက်နှမ်းနိုင်မှာဖြစ်တာပေါ့ကာယဝိဝေကဘယ်နေရာမှာရနိုင်လဲဆိုတော့ဒီတော်တဲ့မှာပဲရနိုင်တယ်ဘုန်းကြီးတို့ဘောဓမဘုရားရှင်လည်းဒီတိုင်းပါပဲ မွေးတာလည်းလုံဒီမှာမွေးတော့တော့မှာပဲမွေးတယ်အဲ့တော့26နှစ်မှနန်းတော်ကြီးကိုကပိတေဝနန်းတော်ကြီးကိုစွန့်ပြီးတော့တောထွက်သွားတယ်ကုရုဝေလာတော်မှာတရင်တုံးနဲ့ချောင်းနှစ်ပတ်လုံးဒုက္ခစရိယာကျင့်နေအဲ့ဒါလည်းတောပျော်ပါပဲချောင်းနှစ်ပတ်လုံးနောက်ဖျားဖြစ်တဲ့နေရာနဲ့ခရာမှာဖြစ်တယ်အဲ့ဒါတောထဲမှာပဲဖျားဖြစ်တယ်ဓမ္မစကြာတရားဟောတယ်လည်းဗန္ဒီမှာအဲ့ဒါလည်း ဣတိဝရဏမိကတာဝဏပေါ့မိကတာဆိုတာကတမင်ကိုပြောတာဝဏကျတော့တောပေါ့အဲတမင်တောတရားဟောတာလေဓမ္မစကြတရားကိုဟောတာလေတောမှာပဲဟောအဲနောက်ဆုံးဟမ်တရားရှင်တရင်သုံးတဲ့အကြောင်းတွေလည်းအကုန်လုံးတောတွေပါပဲစေတဝဏစေတမှုဆိုတာလေစေတဝဏပေါ့ ဝဏ္ဏစရာကတော့စေတစရာစေတမင်းသားစေတမင်းသားရဲ့တော့စေတမင်းသားရဲ့ကုရင်ကိုကြောင်းဆောက်ထားတာအနာထပေတတိယကြောင်းဆောက်တော့တာစေတဝန်ကြောင်းစေတဝဏ္ဏပေါ့နော်နောက်ဝိလူဝဏ္ဏဝိလူဝန်ကြောင်းဆိုရင်အဲဝိလူဝန်ဝါတော်ကြောင်းလေဘုရားရှင်ကိုယ်တိုင်လည်းတောင်းတော့ကြောင်းမှပဲမွေ့လျော်တယ်ဘာကြောင့်တော့မှကျန်တော့တိတ်စိတ်တယ်အီးချမ်းတယ်ဝိဝိကဖြစ်တာပေါ့ကာယဝိဝိက ုံးမှာဒီလက်ချင်ကြတော့အနန္တရဲ့ငြိမ်းချမ်းတယ်။မြို့တို့စနဘုတို့နေရင်ဒါကာယဝိဘင်္ဂမဖြစ်ဘူးပေါ့ဗျာ။နော်။ကာယဝိဘင်္ဂမဖြစ်စိတ်ဓာဝိဘင်္ဂစိတ်ရဲ့ငြိမ်းချမ်းမှုလည်းမဖြစ်နိုင်ဘူး။ဒါကြောင့်ဩဘုရားရှင်ကတိုးပြော်တယ်ဘုရား။နောက်ဆုံးပြိဋိဘံစံတော်တယ်ဘုရားရှင်ကသုတိဏယုံအင်ဂျင်တော်မှာပဲပြိဋိဘံစံတယ်။ဘုရားရှင်ကတကယ်တော့ပြောတဲ့ဘုရားပဲ။အမိုင်းဘုရားရှင်တော်လည်းဒီတိုင်းပဲပေါ့နော်။ ိုင်းကုန်းဆရာတော်ဘုရားကိုအရိညာဝါဠိတော်ရဆောက်တည်တဲ့မထေရဆိုပြီးတော့အဲတင်ချာကြိုကြတဲ့ဘုန်းတော်အဲမြန်မာပြည်အနာတမိုင်းမှာတင်ချာကြိုကြတဲ့ဆရာတော်ကြီးတမန်ဖြစ်တဲ့တော်ရည်ရဲ့အဆရာတော်ကြီးတမန်ဆိုအောင်ပြညာပါဆရာတော်ပြန်လဲတော်မှလည်းပြောပါလေတော့ကိုလည်းအောင်းတာပေါ့နော်ကိုအောင်းနေစရာဆရာတော်ပြန် အမိုက်ဖုန်းစီတော်များငယ်စဉ်ကိုရင်ဘွားကလေးကအဲ့လိုမျိုးဝန်သွင်းသုံးလမှလုံးမှာကိုအောင်ပြီးတော့ခရယဝိဝိကဖြစ်အောင်တပါးလည်းပဲနေတယ်။နောက်ဤကဆိုင်ကျင့်နေဆိုတပါးလည်းနေပြီးတော့ကျင့်ကြံတာဤကဆိုင်ကျင့်နေတော့အဲ့လိုဝန်သွင်းသုံးလမှလုံးစကားလည်းမပြောဘူးပေါ့နော်။တပါးလည်းနေပြီးတော့တရားကျင့်နေဆက်တော့ဘာကြောင့်အဲ့လိုလုပ်လဲဆိုတော့၂000ခုတုန်းကမိုင်းဖုန်းစီတော်များနဲ့ဘုံဘုံက ုင်းလာတဲ့စင်စစ်ဆောင်ဗန္နာပြုတ်ပြီးယူနိုက်တက်စစ်ဆောင်ဗန္နာဘက်ကိုအတူကာနာပြုတ်ပြီးကပ်ဖူးလေအဲ့ကြွားတဲ့ဒီမှာဆရာတော်ကပြောတယ်အာနံတော်ကြီးသူ့ကမင်းနဲ့တပည့်တော်ကတော့ဒီတိုင်းပဲတဲ့ဟိုတွားဒီတွားနဲ့ဒီတိုင်းနဲ့ပဲတရားနာမှတွေနဲ့ပဲအချင်းကုန်ပါဒါဒီကိုးလန့်ပတ်လုံးဒီတိုင်းတွားလာနေတာပါဗျာဒါပေမဲ့ ဝန်တွင်း၃နာရီတော့တပည့်တော်ကိုယ်ပိုင်အတွက်လောက်ပါတယ်ဘုရားတော်ဆရာတော်အဲ့လိုမိန့်တယ်ဝန်တွင်း၃နာပါတော့ကိုယ်ပိုင်အတွက်လောက်တယ်ဆိုတာဒါဝန်တွင်း၃နာပါတော့အဋ္ဌံဝင်ပြီးတော့တရားအထုတ်ကံပွားနာပွားများတယ်အဲ့လိုပေါ်တာကိုယ်ပိုင်ဥစ္စာကိုလောက်တယ်ကျန်တဲ့၉လရတော့ဒါပရဟိတအကျိုးတဏ္ဍာဟိတအကျိုးဆောင်ရွက်တယ်လို့ဆရာတော်ပြန်အဲ့လိုမိန့်တယ်အဲဝါဒီ၃နံပတ်လုံးပတ်လုံး၃နံပတ်လုံးရောက်တိုင်းရောက်တိုင်းဆရာတော်ပြန်က ဒီသက်ဆိုင်တဘာလေးကြည့်မယ်များသောအားဖြင့်ကိုယ်ထဲမှာဝင်ပြီးတော့အသိဉာဏ်တွေကိုမရှိတဲ့နေရာလဲကိုယ်နဲ့အလားတူတဲ့ကိုယ်မတူမလို့ပြီးတော့အဲ့မှာဝါစီတဲ့တုံးအဲ့လေတွေ့ခဲ့ပြူပါတယ်အဲ့နောက်ပိုင်းလုံခဲ့တဲ့2009ခုလောက်ဆက်တော့ပြောတာတခုရှိပါသေးတယ်နောက်တော့ဥစုလည်းနေတပြီးတော့ခုကဝါတွင်း3လပဲဝင်တာတော့တဲ့နောက်နာကကြတပြီးတော့အဋ္ဌာန်က ၃နှစ်၃လ၃ရက်ဝင်အောင်မှာအဲ့လိုပြောတယ်အဲ၂၀၀၀ခုတုန်းကစပြောတယ်အဲဆရာတော်ဗျာအဲ့၃နှစ်၃လ၃ရက်စဝင်လာတော့၂၀၁၃မှာဒီလမ်းပွင့်ဒေတာလမ်းပွင့်လမ်းပန်းဒေတာမှာအဲ့ဖန်ကောင်းခုမှာ၃နှစ်၃လ၃ရက်ပထမအကြိမ်ဝင်တယ်အဲဒုတိယအကြိမ်ကျတော့အလုံးကြည့်တဲ့အတိုင်းပဲပေါ့ဒီမိုင်းချက်ကူပေါ့ဟောဒီမိုင်းဆက်ဒေတာမှာရှိတယ်မိုင်းချက်ကူမှာ ဆုံးရက်အဲ၃နှစ်၃လ၃ရက်အဲဒိဋ္ဌံမနာဒုတိယအကြိမ်ပေါ့နောက်ထပ်ထပ်ပြောရတဲ့ဆရာတော်ကအေးထပ်ဖြစ်နိုင်တော့နောက်နောက်တိုင်းတော့၆နှစ်၆လ၆ရက်လဲရှိအောင်လို့ဆရာတော်အဲ့ဒါတော့ဝိမ့်တယ်ဖြစ်လားမဖြစ်လားတော့ဘုလိုစောင့်ကြည့်ရမှာပေါ့နော်ဒါလည်းတော်တယ်မှနေတယ်ကိုယ်ထဲမှနေတယ်ဆိုတာတော်နေကိုအောင်လို့အဲ့လိုမျိုးဘုလိုစောင့်ရမှာဆိုတော့နော်တော်နေကိုအောင် တော်ရမနေတဲ့ပူအောင်တဲ့စကားရှိသူတို့စီတွေကျင့်တဲ့အကျင့်တွေကိုဆွေးနွေးပါမယ်။ဘုံတို့ဒီထိုင်ဝမ်းကမာယနာဘုံတို့ကြီးတွေလည်းသူတို့ကအဲ့လိုအဋ္ဌံရဲ့ရရှိဝင်တာတွေခုခုတဲ့။သုံးနာဝင်တာရှိတယ်၊တနည်းဝင်တာရှိတယ်။ဒီဒီဘက်ကဘုံကြီးတွေစနေဒီတိုင်းပဲ။ တလားတိတ္တန်ဝင်တာလည်းရှိတယ်၃နှစ်ဝင်တာလည်းရှိတာပေါ့နော်တချို့၅နှစ်၁၀နှစ်ဝင်တဲ့လူလည်းရှိတယ်လို့ကြားပြတယ်ဒါသူတို့ရဲ့ခံယူချက်ပေါ့သူတို့ရဲ့အတိတ်ခံပါရမီတိုင်းသူတို့ကဝင်ချင်းမဖြစ်ပါဘူးအဲမိုက်ခွန်စရပြန်လာဒီတော့မှပဲအမြဲတမ်းသတိလုံးနေတဲ့ကြောင့်အရိညာဝါဒီတော့ရဆောက်တည်တဲ့မထေကျော်ပေါ့အခုဒီအဲ၁၂ရက်၁၀လ၂၀၂၅မှာလည်းဒီ ရှမ်းပြည်နယ်ဒုဒေသမိုင်းလန်းဒေသမှာဆက်တော်ပြားကိုဒီစုံတင်အယထံမဟာပါဒီအရိညာဝါဒီတောပျော်မထေကျော်ဆိုတဲ့ပွဲကိုရှင်းပြမှာဖြစ်ပါတယ်အခန်းနာရှင်းပြမှာပေါ့အခန်းနာဘယ်လိုလုပ်လဲဆိုဘုံတို့လည်းမကြုံဘူးသေးတော့အဲ့ဒါစောင့်ကြည့်ရမှာပေါ့နော်ဘုံတို့ဒီကလည်းအဲ့ရထုံထုံနဲ့စဉ်းစားနေရှိမှာပါဒီတိုင်းတကြီးလုံး မသိဘူးတဲ့ပုံစံတွေမမြင်ဘူးတဲ့ပုံစံတွေဖုန်းနဲ့အောင်အွန်လိုင်းနေပြီးတော့လည်းညိုတနာပွားနိုင်အောင်ဆိုတဲ့အနေနဲ့အဲထုတ်လုပ်ကြမ်းတာပေးသွားမယ်လို့အဲတရင်ကောင်းပါအပ်ပါတယ်။ဒါဆရာတော်ပြန်တဲ့ဒီညအဲအတိတ်ခံဝင်တဲ့မိုင်းနဲ့မိုင်းခံဒီမိုင်းနာသူဒီနာလေးဦးပဲဆိုဆုံးမှာမိုင်းနဲ့မိုင်းခံရွာအဲမှာဘုတောင်ပေါ်မှာဥဒ္ဓမှုရှိတယ် 他把它上过辛苦不啊辛苦到七六亚系的天亚系耶哎古的嘛七六亚系的那天亚系耶以古龙朵亚都是啊喏古龙朵亚不嘛咪嘛说哎古龙朵亚没系路啊哎古龙朵亚呢天亚以ကျော်မိတဲ့နေရာမှာကျော်ရုပ်ပုံစံပေါ်တယ်ဘုရားရှင်ရဲ့ဥကောင်းတော်နေရာမှာလည်းဥကောင်းပုံစံပေါ်ဘုရားတော်နေရာလည်းဘုရားတော်ပုံစံလည်းအဲ့ဒီကိုယ်ကမှရှိတယ် နောက်အဲ့ကိုယ်ထဲမှာကဒီတဘာဝဥပ္ဒီကြောက်နိုင်ရန်တွေဖြစ်တဲ့ညောင်ရွက်ပုံစံမျိုးရွှေရောင်တန်းတဲ့ညောင်ရွက်ပုံစံမျိုးရှိအပ်ထူးဆန်းတာပေါ့နောက်ဆယ်တော်ဗျာအဲစေရင်နိုင်ရန်မရှိဆယ်တော်ဗျာလုံခဲ့တဲ့26နှစ်တုန်းကရည်ခဲ့တဲ့အချီတွေရှိတာပေါ့နော်အဲ့ကိုသိနေဘွားတော့ငါဒီဟိုမှာလက်လက်နေခုလေအဲ့စေသားတွေခရတိမပြတ်သေးပါဘူးရှိပါသေးတယ်အဲဆယ်တော်ဒီနေ့ရတော့ အဲ့ကူကနေထွက်လာပြီအခုကလမ်းတဝက်လောက်ရောက်နေမကြာခင်နောက်အဲနိုင်ဝဲကြော်ကြော်လောက်ဆင်းနော်နိုင်ဝဲကြော်ကြော်တနိုင်ဒီပါလောက်ဆင်းတော့ပြဒီမင်းသားကိုဝင်လာပါတော့မယ်လို့ခုနကဘုံတို့တက်ဆင်းတဲ့ပုဂ္ဂိုလ်များတင်းလာပို့ပါလေနော်အဲအားလုံးဆရာတို့ပြန်ကိုခုနေအောင်စိတ်ရည်လက်ရှိနဲ့မေတ္တာရှိထားပြီးတော့စောင့်ပြီးတော့ဖုံးကြပါလို့ ဒီပေါ်ရောက်လာကြတဲ့ဤမြင်တော်ပေါ်ရောက်လာကြတဲ့ပုဂ္ဂိုလ်များမိမိတို့သူရှားရှိတာလေသူမတန်းရှားရှိတာတန်းနာအမှဆူတောင်းရှားရှိတာဆူတောင်းမှာဆူတောင်းပြီးတော့ဒီနေရာမှာလဲအခက်ကြံကြံမနေပါနဲ့ဘုပ္ပစင်ပြီးတော့အချမ်းနေရာလဲတဲ့ပတိရှိပါဆရာတော်ဘုရားကြီးကြွလာတဲ့ချိန်ကျမှအဲတင်းတော်ရဲ့နေရာမှာနေရာယူပြီးတော့ဆရာတော်ဘုရားကိုသူ့လိုက်ကြတာပေါ့ဆရာတော်ဘုရားရဲ့တရားတော်ကို နိုင်ရင်ပြင်ရပါဒီနေ့ရန်ဒီလူအချိန်နဲ့လည်းအမှန်တော့မှတဲ့နေသူနေမဲ့ပြဖြစ်ပါတယ်။အားလုံးကျမ်းမှချမ်းသာပြင်ရပါပြီးတော့ကိုရဆန္ဒပြောကြပါစေ။စုတော်တိုင်းလည်းပြောကြပါစေ။အားလုံးညီချမ်းကြပါစေ။လို့စုတော်ညီတာပို့တာအပ်ပါလေ။